ခုချမ်းပိုက်ကတော့စာလံနံပါတ်49ဖြစ်ပါတယ်။ကံကြီး49အငယ်1မှ4လူများအပေါင်းတို့လက်ခုပ်တီးကြလော့ဘုရားသခင်ထံသို့အောင်းတန်ကိုလွှင့်၍ ကြွေးကြော်ကြလောအကြောင်းမူကားအမြင့်ဆုံးသောသာရဖျားသည်ကြောက်မဲ့ဖွယ်သောဖျားမြေကြီးတပင်လုံးကိုအစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏လူစုတို့ကိုငါတို့အောက်၌၎င်း လူမျိုးတို့ကိုငါတို့ခြေအောက်၌၎င်းနှိမ့်ချတော်မူ၏ချစ်တော်မူသော ရာကုတ်ဤဘုံဖြစ်သောငါတို့အမွေကိုငါတို့အဖို့ရွေးပေးတော်မူ၏အငယ်ငါမကိုကြွေးကြော်ခြင်းအတန်နှင့်ဘုရားသခင်တက်တော်မူ၏ တဘိုးမုတ်ရှင်အတန်နှင့်သာဝရဖျားတက်တော်မူ၏ဘုရားသခင်ကို ချီးမွမ်း၍တည်ခြင်းဆိုကြလော့တည်ခြင်းဆိုကြလော့ငါတို့ဤရှင်မင်းကို ချီးမွမ်း၍တည်ခြင်းဆိုကြလော့တည်ခြင်းဆိုကြလော့အကြောင်းမူကားဘုရားသခင်သည်မြေကြီးတစ်ပင်လုံးကိုအစိုးရသောမေဖြစ်တော်မူ၏ချီးမွမ်းခြင်းသောမနာတည်ခြင်းကိုဆိုကြလော့ဘုရားသခင်သည် လူမျိုးတို့တွင်ဆိုးဆံတော်မူ၏ဘုရားသခင်သည်တန်ရှင်သောပလင်တော်ပေါ်မှတိုင်တော်မူ၏ လူမျိုးတို့၏အကြီးအကဲတို့သည် အာဗြဟံကိုးကွယ်သောဘုရားသခင်၏လူမျိုးထံမှစုဝေးလျက်ရှိကြ၏အကြောင်းမူကားမြေကြီးတကူးများကိုဘုရားသခင်ပိုင်တော်မူ၏အထူးသဖြင့်ချီးမြှောက်ခြင်းရှိတော်မူ၏ Okay now video မှာပြန်တွေ့မယ် bye bye